မင်္ဂလာပါရှင့် migrant တိုင်းမှာကြိုဆိုလိုက်ပါတယ်ပြပထွက်အလုတ်လုတ်ကင်ွေးနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းထုတ်ပြန်အသိပေးရန်အလုတ်သမားတွေဘက်မှမျှော်လင့်နေတယ်ဆိုတဲ့သတင်းအပအဝင်ဒီတစ်ပတ်တွင်ရရှိထားတဲ့ရွှေပြောင်းလုတ်သားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးအနေနဲ့မြန်မာအလုတ်သမားများပါဝင်တဲ့ငါးဖန်းတင်မောနဲ့ကုန်တင်တင်မောတိုက်မိပြီးနှိမ့်မြှုပ်မှုဖြစ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြမအလုသမားတွေပါဝင်တဲ့ငါဖန်တင်မောနဲ့ကုံတင်တင်မောတစီတို့မလ9ရက်နေ့မနက်ပိုင်းမှာထိုင်းပင်လယ်ကွင်းမှာရေရင်တိုက်မှုဖြစ်ခဲ့ကြောင်းသိရပါတယ်ဒီရေရင်တိုက်မှုဟာဆုံကလာနဲ့နာခွန်စီထရစ်ကမ်းလွန်ပင်လယ်ပြင်မိုင်80နဲ့80ဝန်းကျင်နားလောက်မှာဖြစ်ခဲ့တာဆိုပြီးသိရပါတယ်အဲ့ဒီရေရင်တိုက်မှုကြောင့် W Saturn Pro အနီးရှိတဲ့ငါဖန်တင်မောပေါ်မှာ ကမ္ဘောဒီးယားနိုင်ငံသား3ဦးနဲ့မြန်မာလူသား6ဦးတို့ပါဝင်ပြီးပြက်စင်းနှိမ့်ုပ်သွားကြောင်းသိရပါတယ်။သူတို့9ဦးကိုထိုင်းတော်ဝင်ရေတပ်ကခေတင်နိုင်ခဲ့ပြီးလိုအပ်တဲ့ကယ်ဆယ်ဆောင်ရှောက်မှုတွေနဲ့စစ်ဆင်မှုတွေပြုလုပ်နိုင်ဖို့သက်ဆိုင်ရာစီပို့ဆောင်ပေးထားကြောင်းလည်းသိရှိရပါတယ်။ ဆက်လက်ပြီးပြပထွက်အလုံလုံခွင့်နဲ့ပတ်သက်ပြီးမှုမှုလင်းလင်းအတိပေးထုတ်ပြန်ဖို့အလုံသမားတွေဘက်မှမျှော်လင့်နေတဲ့တဲ့ကိုတက်ဆက်ပေးပါမယ်ပြပထွက်အလုံလုံခွင့်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကနေမှုမှုလင်းလင်းထုတ်ပြန်အတိပေးဖို့ထွက်ခွာခွင့်စောင့်ဆိုင်းနေတဲ့အလုံသမားတွေကသိလို့နေပါတယ် စစ်ကောင်စီရဲ့ဝင်ကြီးဌာနကဖေဖော်ဝါရီလ14ရက်မှာစတင်လို့ပြပအလုတ်ကိုင်းတပ်သေးငကတ် OWIC ကတ်ထုတ်ပေးခြင်းကိုရှင်းနာလိုက်လို့အလုတ်သမားတောင်းတဲ့ချီပြပမထွက်နိုင်ပဲပိတ်မိနေတယ်လို့သိရပါဗါးကြောင့်ပိတ်တာနဲ့ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရတဲ့အတွက်ပို့ပြီးတော့ကရောက်နေကြရအောင်လည်းသိရပါဗျဂျပန်သွားဖို့စောင့်ဆိုင်းနေတဲ့သူတအုပ်ကပြပထွက်ဖို့အများသိအောင်လို့ ရက်ချင်တာနဲ့ရက်လိုက်ဆိုပြီးဖြစ်တော့ဘာဆက်လို့ရမယ်မသိပါဘူးထွက်ရမယ်မထွက်ရဘူးလဲရေရရရမသိပဲစန့်တငငငနဲ့စောင့်နေရပါတယ်ဆိုပြီးပြောကြပါတယ်ပြပထွက်ခွာခွင့်အတွက်ရှင်းလင်းအသိပေးမှသာလေဆက်လို့ဆရာရှိရာတွေကိုလောက်ရမှာဖြစ်ပြီးအခုလိုပွင့်လင်းမြင်သားမှုတွေမရှိတာကြောင့်နင့်နာဆုံးရှုံးမှုတွေရှိနေကြောင်းလဲအလို့သမားတွေကပြောပါတယ် ပြပထွက်အလုံးလုံးဖို့စောင့်နေတဲ့သူတဦးကတော့ပင်မထွက်ဘူးဆိုရင်လည်းပြောတင်ပါတယ်။ကြောင်မဲဆိုဘလောက်ကြာမလဲဆိုတာကိုလည်းသိရမှာပါ။အခုသွားဖို့ငွေတွေကိုအတိုးနဲ့ရှူထားတာပါ။ဘာမှမသိပဲအတိုးတက်နေတာပါဆိုပြီးပြောကြပါတယ်။စစ်ကောင်စီက OW ကဇီကတ်ထုတ်ပေးတာကိုတစုံတရာကြိုတင်အသိပေးခြင်းမရှိပဲရလိုက်တာဖြစ်တယ်လို့ပြန်လည်ဆေလွတ်ခွင့်ပေးရတဲ့အတွက်လဲနှုတ်ဆက်နေတဲ့အပေါ်မှာအလုံသမားတွေဘက်ကမချင်မနှက်ဖြစ်နေရပါဒီလိုထွက်ခွာဖို့အတွက်အလုံသမားအများစုကဝင်းဆောင်ကငွေပေးသွင်းထားပြီးဖြစ်ကပြန်နှောင်းဖို့လဲခတ်ကြုံနေရကြောင်းသိရှိရပါတယ်လက်ရှိမှာပ ြိပကိုပထမဆုံးခရီးထွက်မဲ့အလုသမားတွေအပြင်ခွင့်ပြန်အလုသမားတွေအနေနဲ့လည်းလုပ်ငန်းခွင့်ပြန်ဝင်မရတဲ့အတွက်အခက်အခဲတွေကြုံတွေ့နေရကြောင်းလည်းသိရှိရပါတယ်။ နောက်ဆုံးသတင်းအနေနဲ့မြမအလုသမားအချင်းချင်းဓာတ်ခုံမှုဖြစ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပုခတ်မျိုးပန်ချိုရက်ကွက်ပယံလုံငန်းဝင်တစ်ခုမှာမြမအလုသမားအချင်းချင်းဓာတ်ခုံမှုဖြစ်ခဲ့ပါတယ်။ဒါနဲ့ခုတ်တဲ့သူဟာထွက်ပြေးတိတ်ဆောင်သွားပြီးအခုတ်ခံရတဲ့သူကတော့ပုခတ်စေယုံကြီးမှာအေးပေါ်အခြေအနေနဲ့စေဝါကူတမှုခံယူနေရကြောင်းသိရှိရပါတယ်။ ဟုတ်ကဲ့ဗန်နောင်ပရဟိတအဖွဲ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးဖြစ်တာဖေဖော်ဝါရီတရက်ည7:00နာရီခွဲဝင်ကြရပါမြန်မာပြည်ချင်းချင်းဖြစ်တာပါရန်ညိုးရန်စားလည်းရှိပုံမရပါဘူးတယောက်ကဂိမ်းဆော့ချင်တယောက်ကပြောဆိုနေရကနေဖြစ်သွားတာပါလောလောဆယ်ဓာတ်နဲ့ခုတ်တဲ့သူကတော့ထွက်ပြေးသွားပါတယ်ဆိုပြီးမိုင်ကရန်တိုင်းထံပြောကြပါတယ်ဓာတ်ကုတ်ခံရတဲ့သူဟာစေယုံမှာတလားကြော်ကြာစေဝကုသမှုခံယူခဲ့ရပြီးစေဝကုသစရိတ်မပေးနိုင်တဲ့အတွက်စေယုံကနေဆင်းခဲ့ရတယ်လို့လည်းသိရပါတယ်စေယုံတချိန်ကာလအတွင်းတလားကြော်ကြာစေဝကုသမှုစရိတ်ဟာဘတ်နှသိန်းကျော်ပေးချေဖို့ လဘတ်9000နဲ့ပေးချေပါမယ်ဆိုတဲ့အာမခံနဲ့တကွစေယုံဆင်းခဲ့ရတာဆိုပြီးသိရပါဗျ။ဒါခုတ်ခံရမှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကိုတိုင်ကြားတာမျိုးတော့မရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့တွေ့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးမှုကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။မင်္ဂလာရှိတဲ့နေ့လေးပါရှင်။